မင်္ဂလာပါရှင်ကဘာလိတ်ထိုင်ရီစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကဘာလိတ်ခီးသွားရီအများပြားလာရောက်လေးပတ်ကြရပြင်အမှုပညာရင်ကျိမှုနဲ့တမိုင်းကြောင်းတွေကျွေးွားတဲ့ပြည်သိနိုင်ငံရဲ့အကြောင်းကိုဒိုင်ယာရီစီစဉ်ကနေမျှဝေပေးသွားမှာဖြစ်ပါတယ် ပြည်ထောင်နိုင်ငံကဥရောပရဲ့အနောက်ဘက်ပိုင်းမှာတည်ရှိနေပြီးတော့မြောက်ဘက်မှာအင်္ဂလိပ်ရေလက်ကြာအနောက်ဘက်မှာအတ္တလန္တိတ်သမုဒ္ဒရာတောင်ဘက်မှာမြေတဲပင်လယ်တို့နဲ့ထိစပ်နေပါတယ်။အနောက်ဘက်မှာစပိန်နဲ့ပေါ်တူဂီမြောက်ဘက်မှာအင်္ဂလန်အရှေ့ဘက်မှာဂျာမနီနဲ့အီတလီနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ပြည်ထောင်နိုင်ငံကဥရောပသမဂ္ဂမှာအေရိယာကျယ်စုံနိုင်ငံဖြစ်ပြီးတော့ဥရောပတိုင်းမှာတော့ရုရှားနဲ့ယူကရိန်းပြီးတတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ပြည်ထောင်နိုင်ငံရဲ့ဥရောပတိုက်ပေါ်ရှိအကျယ်ဝန်းက2သိန်း1000 3နောက်7စတူရန်မိုင်ရှိပါတယ်။ဒီပမာဏထဲမှာမြေထဲပင်လယ်ရှိကိုစီကာကျွန်းလည်းပါဝင်ပါတယ်။ပြည်ထောင်နိုင်ငံကကမ္ဘာတဝန်းမှာရေချမြေချနေမြေများစွာပိုင်ဆိုင်ထားတာကြောင့်အဲ့ဒီနေမြေတွေကိုပါထည့်ပေါင်းမယ်ဆိုလို့ရှိရင်တော့စုစုပေါင်းအကျယ်ဝန်းက2သိန်း4583စတူရန်မိုင်အထိရှိပါတယ်။ ဒီဇယ်ဝင်ဟာအမေရိကန်ပြည်ထောင်စုရဲ့ကယ်လီဖိုးနီးယားပြည်နယ်ထက်ပိုကြီးပြီးတော့ UK နိုင်ငံထက်နှစ်ဆကျော်ပိုကြီးပါတယ်။ပြည်ထက်နိုင်ငံကဒီမိုကရေစီနိုင်ငံဖြစ်ပြီးတော့အာဏာခွဲဝေအုပ်ချုပ်တဲ့သမ္မတနိုင်ငံဖြစ်ပါတယ်။ဒီစနစ်မှာဆိုရင်သမ္မတနဲ့ဝန်ကြီးချုပ်ဆိုပြီးတော့အဓိကအာဏာပိုင်နှစ်ဦးရှိပါတယ်။သမ္မတကတော့နိုင်ငံတော်အကြီးအကဲဖြစ်ပြီးတော့ဓာတ်ရိုက်မဲပေးစနစ်နဲ့အရွေးခံရပါတယ်။ဝန်ကြီးချုပ်ကတော့အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့သမ္မတကခန့်အပ်တာဖြစ်ပါတယ်။ ဒီစနစ်ကအမေရိကန်နိုင်ငံရဲ့သမ္မတအုပ်ချုပ်ရေးစနစ်နဲ့ UK ရဲ့ပါလီမန်အုပ်ချုပ်ရေးစနစ်တို့ရဲ့အင်္ဂါရပ်တွေကိုပေါင်းစပ်ထားပါတယ်။ပြည်ထောင်နိုင်ငံရဲ့ဒီမိုကရေစီကလွတ်လပ်မှုတန်းတူညီမျှမှုညီရင်းကိုကဲ့သို့ပေါင်းစည်းမှုဆိုတဲ့ဆောင်းပုတ်ပေါ်မှာအခြေခံထားပါတယ်။ဒီမိုကရေစီရဲ့အခြေခံမှုတွေဖြစ်တဲ့လူ့အခွင့်အရေးတရားဥပဒေစိုးမိုးရေးနဲ့လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကိုပြင်သစ်မှာအခိုင်အမာကျင့်သုံးနေပါတယ်။ပြင်သစ်နိုင်ငံမှာအုပ်ချုပ်ရေးဆိုင်ရာဒေတာကြီး18ခုနဲ့ဖွဲ့စည်းထားပါတယ်။ ဒီဆက်ရှိမှုတွေမှာက73ခုကတော့ဥရောပတိုက်ပေါ်ရှိပြင်သစ်ပိုင်နက်နယ်မြေမှာတည်ရှိပြီးတော့ကျန်တဲ့9ခုကတော့ပင်လယ်ရခြားဒေသတွေဖြစ်ကြပါတယ်။ဒေသကြီး78ခုကနေလည်းဌာနခွဲ100ခုထပ်မံခွဲထားပါသေးတယ်။ပြည်သက်နိုင်ငံရဲ့ထူးခြားတဲ့အချက်ကတော့ကမ္ဘာပေါ်မှာအချိန်ဆုံးအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံမှာအချိန်ဆုံး12မျိုးအထိရှိပါတယ်။ဒါကအမေရိကန်နဲ့ရုရှားတို့ထပ်ထောင်ပုံများပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ပြည်သက်နိုင်ငံရဲ့ပင်မနေပြည်ပြင်ကမ္ဘာတဝန်းမှာရှိတဲ့ သူ့ရဲ့ရေချားမြေချားနေမျိုးတွေဖြစ်တဲ့ပြင်သစ်ဂါယာနာပြင်သစ်ပိုလီနီရှားနဲ့မာရော့တီတို့ကြောင့်ပဲဖြစ်ပါတယ်။ပြင်သစ်ကခီးသွွားလုပ်ငန်းအတွက်ကမ္ဘာဦးဆောင်နိုင်ငံတစ်ခုဖြစ်ပြီးတော့နှစ်စဉ်ကမ္ဘာနေရာနှံကခီးသွွားဧည့်သည်တန်ပေါင်းများစွာကိုလက်ခံနေပါတယ်။ပဲရစ်မြို့မှာရှိတဲ့ Eiffel Tower လူပြတိုင်းပြင်သစ်စားစာနဲ့ဝိုင်တွေကြောင့်ခီးသွွားဧည့်သည်တွေရဲ့ဆွေးဆောင်မှုရှိဆုံးနေရာဖြစ်နေပါတယ်။ပြည်ထောင်နိုင်ငံမှာတနိုင်ငံလုံးအတိုင်းအတာနဲ့လမ်းစုံလမ်းခွ၃000ကျော်ရှိပါတယ်။ ဒီရေထွက်ကကဘာပေါ်မှာရှိတဲ့လမ်းစုံလမ်းကွာစုစုပေါင်းရဲ့ထပ်ဝက်ကြော်လောက်ရှိတယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ကားမောင်းတဲ့အခါမှာလမ်းစုံလမ်းကွာတွေနဲ့မကြာခဏဆိုသလိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ပြည်ထနိုင်ငံမှာထူးခြားတဲ့အချက်တွေများစွာရှိပြီးတော့ဒီထဲကမှသူများနိုင်ငံတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့အချက်ကတော့ RT Vibra ဘဝကိုနုပညာဆန်းဆန်းနေထိုင်တတ်ခြင်းဆိုတဲ့ယဉ်ကျေးမှုပဲဖြစ်ပါတယ်။ဒီယဉ်ကျေးမှုဟာဆိုလို့ရှိရင်တော့စားတောက်တာအနုပညာကိုခန်းစားတာဖက်ရှင်ကြကြဝတ်စားတာကနေစ ဘဝရဲ့နေ့စဉ်စိတ်ပိုင်းတွေကိုပါလှပပြီးတော့အမှုပညာဆန်အောင်နေထိုင်တဲ့ခြင်းကိုဆိုလိုတာပါတဲ့လူမျိုးတွေကစားသောက်ကိုရိုးရိုးရှင်းရှင်းစားတာမဟုတ်ဘဲနဲ့အနုပညာတည့်ရလို့သဘောထားပြီးတော့အချိန်ပေးစားသုံးရပါတယ်။ Baguette ပေါင်မုံအမျိုးမျိုးသော cheese နဲ့အရသာရှိတဲ့ wine တို့ဆိုလို့ရှိရင်တော့ပြင်သစ်လူမျိုးတွေရဲ့မပါမဖြစ်ပဲဖြစ်ပါတယ်။ပြင်သစ်လူမျိုးတွေကအဝတ်အစားကိုငရုတစိုက်ရွေးချယ်ဝတ်ဆင်တတ်ကြပြီးတော့ fashion ကိုလည်းကိုယ်ပိုင်အနုပညာတည့်ရလို့ဖန်တီးတတ်ကြပါတယ်။ ဒါဟာပြည်သူနိုင်ငံရဲ့မတူညီတဲ့ထူးခြားတဲ့အချက်ပဲဖြစ်ပါတယ်။ပြည်သူနိုင်ငံကကမ္ဘာကျော်ပကြီးစာပေနဲ့အတွေးခေါ်ပညာရှင်တွေမွေးဖွားရာဒေသဖြစ်ပါတယ်။ပြည်သူလူမျိုးတွေကအမှုပညာကိုအလွယ်တကူလက်လန်းမိနိုင်တဲ့ပတ်ဝန်းကျင်မှာနေထိုင်ကြပြီးတော့လူဗရာလိုကမ္ဘာအကြီးဆုံးပြည်နယ်တွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ဒီလို RT Fever ရင်ကျိမှုကြောင့်ပြည်သူနိုင်ငံကဘဝကိုအကောင်းဆုံးခန်းစားတတ်တဲ့နိုင်ငံဖြစ်ကမ္ဘာမှာထင်ရှားပါတယ်။ဒီချက်တွေပြင်တခြားထူးခြားချက်လေးတွေလည်းရှိပါသေးတယ်။ ပြည်ထောင်နိုင်ငံကစတိုးဆိုင်တွေကနေအစားအသောက်တွေအလဟသစုပစ်တာကိုပထမဆုံးတားမြစ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ပြည်ထောင်စစ်တပ်ကအရေးပေါ်အခြေအနေအတွက်တရင်ပို့ခိုတွေကိုယနေ့ထိတိုင်သိမ်းဆည်းထားစေဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံရဲ့ပထဝီဝင်အနေအထားကအရန်ကိုပွဲပြားပါတယ်။အဓိကအဖြစ်မြေပြန့်ဒေသတွေတောင်တန်းတွေနဲ့မြေချောင်းတွေကြောင့်ထင်ရှားပါတယ်။ပြင်သစ်ရဲ့မြောက်ဖက်နဲ့အနောက်ဖက်ခြမ်းမှာမြေပြန့်တွေနဲ့တောင်ကုန်းငယ်လေးတွေအများဆုံးတည်ရှိပါတယ် ဒီဒေတာတွေကမြေဩဇာကောင်းမွန်ပြီးတော့စိုက်ပျိုးရေးအတွက်အထူးသင့်လော်တဲ့အတွက်ကြောင့်ဥရောပရဲ့အဓိကစိုက်ပျိုးရေးနေမြေတစ်ခုဖြစ်ပါတယ်။တောင်ဘက်နဲ့အရှေ့ဘက်ခြမ်းမှာတော့အထင်ရှားတဲ့တောင်တန်းတွေရှိပါတယ်။အီတလီနဲ့ဆွစ်ဇာလန်နယ်စပ်မှာရှိပြီးတော့အနောက်ဥရောပရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ Mount Blanc ကိုဒီနေရာမှာတွေ့ရပါတယ်။ Pyrenees တောင်တန်းကစပိန်နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ မာဆစ်စန်ထရယ်ကပြင်သစ်ရဲ့အလဲပိုင်းမှာရှိပြီးတော့ရှေးဟောင်းမီးတောင်တွေနဲ့ဖွဲ့စည်းထားတဲ့တောင်ကုန်းမြစ်ဒေသဖြစ်ပါတယ်။ပြင်သစ်မှာအရေးပါတဲ့မြစ်ကြီးတွေလည်းရှိပါတယ်။စိမ့်မြစ်ဟာဆိုရင်베리မြို့ကိုဖြတ်တန်းစီစဉ်ပြီးတော့ခီးသွွားလုပ်ငန်းအတွက်အဓိကကြပါတယ်။ပြင်သစ်ရဲ့ရှေးဆုံးမြစ်ဖြစ်တဲ့လွိုင်းမြစ်ကလှပတဲ့နန်းတော်တွေနဲ့ဝိုင်ချန်တွေကြောင့်ကြော်ကြပါတယ်။ရုံးမြစ်ကတော့ဆွစ်ဇာလန်ကနေမြေထဲပင်လယ်ထဲစီဝင်ပါတယ်။ အနောက်ဘက်မှာအတ္တလန္တိတ်သမုဒ္ဒရာမြောက်ဘက်မှာအင်္ဂလိပ်ရှိလက်ကြားနဲ့တောင်ဘက်မှာမြေထဲပင်လယ်တို့နဲ့ထိစပ်နေတာကြောင့်ကန်ယူတန်းဒေတာတွေလည်းပုံများပါတယ်။ပြည်သက်နိုင်ငံကလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့အများစုကတော့ရောမနဲ့ဂျာမန်မျိုးနွယ်စုတွေရောနှောရာကနေဆင်းသက်လာကြသူတွေဖြစ်ပြီးယဉ်ကျေးမှုတရီထုံတဲ့ချင်းတူညီကြပါတယ်။အီတလီ၊စပိန်၊ပေါ်တူဂီ၊ပိုလန်နဲ့ဂျာမန်လူမျိုးတွေအများပြားကပြည်သစ်နိုင်ငံမှာအခြေချနေထိုင်ကြပါတယ်။ သူတို့ရဲ့အစဉ်အလာတွေနဲ့ယဉ်ကျေးမှုတွေကလည်းပြည်သက်လူဖွဲ့စည်းကိုပို့ပြီးကြွယ်ဝစေပါတယ်။ပြည်သက်နိုင်ငံရဲ့ကိုလိုနီနယ်မြေဟောင်းတွေဖြစ်တဲ့အယ်ဂျီးရီးယား၊မော်ရိုကိုတူနီရှားမာလီနဲ့စီနီယောလိုနိုင်ငံတွေကလူမျိုးတွေအပြင်အာဖဂန်နစ္စတန်ဆီးရီးယားနဲ့တူရကီနိုင်ငံတွေကလူမျိုးတွေကလည်းပြင်သစ်မှာအများပြားနေထိုင်ကြပါတယ်လူမျိုးပေါင်းစုံနေထိုင်တဲ့အတွက်ဘာသာပေါင်းစုံကိုလည်းကိုးကွယ်ကြပြီးတော့ခရစ်ယာန်နဲ့ရိုမန်ကက်သလစ်ဘာသာကိုအဓိကကိုးကွယ်ကြပါတယ် ပြည်ထောင်နိုင်ငံရဲ့လူမျိုးရေးမူဝါဒကတော့လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်တယ်လျောက်နိုင်ငံတွင်းနေထိုင်သူအလုံးကိုပြည်ထောင်နိုင်ငံသားတယောက်ဖြစ်တန်းတူသဘောထားတဲ့မူဝါဒကိုကျင့်သုံးပါတယ်။ဒါကြောင့်ပြည်ထောင်နိုင်ငံသားတယောက်ကဘယ်လူမျိုးနဲ့ဆိုကနေဆင်းသက်လာပါစေပြည်ထောင်နိုင်ငံရဲ့ဥပဒေအောက်မှာတန်းတူအခွင့်အရေးတွေရကြပါတယ်။ပြည်ထောင်နိုင်ငံသမိုင်းမှာထူးခြားပြီးတော့အရေးပါတဲ့ဖြစ်ရပ်တွေအများကြီးရှိပါတယ်။အဲ့ထက်ကမှကမ္ဘာသမိုင်းကိုပါပြောင်းလဲစေခဲ့တဲ့အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကတော့ပြင်သစ်တုံလှိုင်းရေးပဲဖြစ်ပါတယ်။ ပြင်သစ်တော်လည်ရေးကပြင်သစ်ဘရင်စနစ်ရဲ့အဆုံးသက်ဖြစ်ခဲ့ပြီးတော့သမရနိုင်ငံစနစ်ကိုစတင်ခဲ့တဲ့ကြီးမားတဲ့လူထုတော်လည်ရေးတရဖြစ်ပါတယ်။ဒီတော်လည်ရေးက1989ခုနှစ်ကနေ1996ခုနှစ်ထိ10နှစ်ကျော်ကြာခဲ့ပြီးတော့နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာပြောင်းလဲမှုကြီးတစ်ခုဖြစ်ပါတယ်။ပြင်သစ်ပြည်သူများစုဖြစ်တဲ့ဆင်းရဲသားတောင်သူလယ်သမားတွေကအခွန်အခတွေကိုအလုံးမင်းပေးဆောင်နေရချိန်မှာဘရင်ဖုံးတော်ကြီးတွေနဲ့မြေပိုင်ရှင်အထက်တန်းလွှာတွေကတော့ဇင်ခံနေကြပါတယ်။ အဲ့ဒီချိန်မှာလွတ်လပ်မှုဒန်တူညီမျှမှုညီကိုစိတ်သက်ဆိုတဲ့အတွေးခေါ်တွေလည်းတနိုင်ငံလုံးမှာပြန့်နှံ့နေပြီဖြစ်လို့ပြည်သူတွေရဲ့ရင်ထဲမှာတော့တော်လန်လိုစိတ်တွေပြင်းထန်လာခဲ့ပါတယ်ဒီလိုနဲ့1989ခုနှစ်ဇူလိုင်လ14ရက်နေ့အရောက်မှာတော့ပြည်သူတွေကမကြေမနက်ဖြစ်မှုရဲ့အရှိန်နဲ့ပောက်ကွဲလာခဲ့ပါတယ်။သူတို့ကဗရင်အာနာကိုကိုစားပြုတဲ့ဘတ်စတီးယားအချင်းထောင်ကြီးကိုဝင်ရောက်စီးနင်းပြီးတော့လက်နက်တွေသိမ်းယူခဲ့ကြပါတယ်။ဒီဖြစ်ရပ်ကဒေါ်လာရဲ့အစဖြစ်ခဲ့ပြီးတော့တနိုင်ငံလုံးကပြည်သူတွေပူးပေါင်းလှုပ်ဆောင်ကြတာပဲဖြစ်ပါတယ်။ တော်လိုင်းအောင်မြင်ပြီးရဲ့နောက်မှာတော့ဘရင်နဲ့မိဖုရားကိုတစ္ဆာဖောင်မှုနဲ့ဆွဲချက်တင်ပြီးတော့ခေါင်းဖြတ်ဆက်နဲ့ကိုမြန်လိုက်ခဲ့ကြပါတယ်။အဲ့နောက်ပိုင်းမှာတော့ပြည်သင်နိုင်ငံမှာဘရင်စနစ်လုံးဝပြတ်တုံးသွားပြီးသမရနိုင်ငံအဖြစ်စတင်ပြောင်းလဲသွားခဲ့ပါတယ်။ဒီတော်လိုင်းကြီးကကမ္ဘာသမိုင်းကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီးတော့လူသားအလုံးလွတ်လပ်ပြီးတန်းတူညီမျှမှုဆိုတဲ့အတွေ့အမြင်ကိုကမ္ဘာနဲ့ပြန့်နှံ့စေခဲ့ပါတယ်။ ပြည်သူတော်လှန်ရေးပြီးမှစီရင်ရအောင်မြင်မှုတွေရရှိလာတဲ့ဗိုလ်ချုပ်နပိုလီယံဘိုနာပတ်ကပြည်သူနိုင်ငံကိုအုပ်ချုပ်ခဲ့ပြီးတော့1804ခုနှစ်မှာသူ့ကိုယ်သူဧကရာဖြစ်ကြေညာခဲ့ပါတယ်။နပိုလီယံကဥရောပရဲ့နိုင်ငံအများစုကိုသိမ်းပိုက်ခဲ့ပြီးတော့နပိုလီယံစစ်ပွဲတွေကိုစတင်ခဲ့ပါတယ်။ကုတ်စီဗီလို့ခေါ်တဲ့ဥပဒေစနစ်တကိုပြဋ္ဌာန်းခဲ့ပြီးတော့ဒီဥပဒေကပြည်သူအပြင်ဥရောပတိုင်းရဲ့ဥပဒေရေးရာတွေကိုပါအခုထိသက်ရောက်မှုရှိနေပါတယ်။ နပိုလီယန်က1815ခုနှစ်ဝါတာလူးတိုက်ပွဲမှာရှုံးနိမ့်ပြီးတော့အာဏာကနေဆင်းပေးခဲ့ရပါတယ်။စစ်ပီးခင်မှာတော့ဥရောပနိုင်ငံတွေကြောင့်ပူပေါင်းဆောင်ရွက်မှုကိုတိစောက်ဖို့နဲ့နောက်ထပ်စစ်ပွဲတွေမဖြစ်ပွားအောင်လို့တားဆီးဖို့အတွက်ပြင်သစ်နိုင်ငံကဥရောပသမဂ္ဂကိုစတင်တည်ထောင်ရမှာဥဆောင်အခမ်းအနားကနေပါဝင်ခဲ့ပါတယ်။ဒီဖြစ်ပျက်တွေကလက်ရှိပြင်သစ်နိုင်ငံကိုဖြစ်ပေါ်လာစေတဲ့အထင်ကရဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ပြည်သင်းနိုင်ငံရဲ့နိုင်ငံရေးကစီးပွားရေးကိုတိုက်ရိုက်ဩဇာတက်ရောက်မှုရှိပါတယ်။ပြည်သင်းအစိုးရက စီးပွားရေးလုပ်ငန်းတွေမှာကြီးမားတဲ့ခန်းကဏ္ဍကနေပါဝင်လေးရှိပါတယ်။သမရနဲ့ဝင်းကြီးချုပ်တို့ဦးဆောင်တဲ့အစိုးရကဆက်မှုလုပ်ငန်းတွေနျူကလ িয়ার စွမ်းအင်ကဏ္ဍနဲ့တည်ယူပို့ဆောင်ရေးစာရာတွေကိုထိန်းချုပ်ထားတာမျိုးရှိပါတယ်။ဒါ့အပြင်အစိုးရရဲ့မူဝါဒတွေကအခွန်ကောက်ခံမှုလုပ်ငန်းခွင်စည်းမျဉ်းတွေနဲ့လူမှုဖူလုံရေးစနစ်တွေကိုပါအဓိကသတ်မှတ်ပေးပါတယ်။ဒီမိုကရေစီစနစ်နဲ့တည်ငြိမ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်ကြောင့် ပြည်သည်ကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက်စိတ်ချရတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ဥရောပတမကရဲ့ဥဆောင်ဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့်လည်းစီးပွားရေးကခိုင်မာတဲ့ဘူဝါဒတွေနဲ့ဥပဒေတွေကိုချမှတ်နိုင်ပါတယ်။ပြည်သည်နိုင်ငံကကမ္ဘာထိပ်တန်စီးပွားရေးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ဥရောပမှာအကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲကတစ်နိုင်ငံပဲဖြစ်ပါတယ်။စီးပွားရေးကဏ္ဍပေါင်းစုံမှာဖွံ့ဖြိုးတိုးတက်နေသလိုနည်းပညာနယ်ပယ်မှာလည်းတိုးတက်မှုတွေမြင်တွေ့လာရပါတယ်။ပြည်သည်နိုင်ငံရဲ့စီးပွားရေးမှာအဓိကအဖြစ်ဝန်ဆောင်မှုကဏ္ဍကအရေးကြီးဆုံးနေရာမှာရှိပြီး ော့စုစုပေါင်း GDP ရဲ့80%ရာခိုင်နှုန်းကျော်အထိရှိနေတာပဲဖြစ်ပါတယ်။ခီးသွားလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊ကုန်ထုတ်လုပ်ငန်းနဲ့ဈေးကမ်းပစ္စည်းလုပ်ငန်းတွေကပြည်သက်နိုင်ငံစီးပွားရေးမှာအဓိကအရေးပါတဲ့အရာတွေပဲဖြစ်ပါတယ်။ဒါပြင်စိုက်ပျိုးရေးမှာဆိုရင်လေဂျုံပြောင်းမှုတို့ကိုအဓိကစိုက်ပျိုးပြီးတော့ဝိုင်းနဲ့နှုတ်ထွက်ပစ္စည်းတွေကိုအဓိကထားထုတ်လုပ်ကြပါတယ်။အရည်သွေးမြင့်ဝိုင်းတွေကတော့ပြင်သစ်ရဲ့ထင်ရှားတဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ကားထုတ်လုပ်ရေး၊လေယာဉ်ထုတ်လုပ်ရေးနဲ့စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်မှုကလည်းအဓိကကြပါတယ်။ လူရစ်ဗစ်တော်ရှန်နဲနဲ့ဟာမစ်လိုမျိုးကမ္ဘာကျော်စိန်ခံပစ္စည်းအမှတ်တရစိတ်တွေကပြင်သစ်နိုင်ငံရဲ့စီးပွားရေးမှာအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေပါတယ်။စီးပွားရေးကောင်းမွန်တာနဲ့အမျှအနည်းပညာပိုင်းမှာလည်းအလွန်တိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အာကာသနည်းပညာမှာထင်ရှားပြီးတော့ဥရောပအာကာသအေဂျင်စီရဲ့အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးလေယာဉ်နဲ့ဒုံးပျံနည်းပညာတွေမှာအထူးအားသာပါတယ်။ Airbus လို့ကုမ္ပဏီကြီးတွေကအာကာသနည်းပညာကိုဦးဆောင်နေပါတယ်။ပြည်သူ့ဆိုရက Digital နည်းပညာတိုးတက်စေဖို့အဓိကထောက်ပံ့ပေးပြီးတော့ Paris မြို့ကိုဥရောပရဲ့ Digital အချက်အခြာနေရာတစ်ခုဖြစ်လာအဆိုရကအားပေးနေပါတယ်။ Station F လို့မျိုးကမ္ဘာအကြီးဆုံး Startup ပေါင်းစုံပါဝင်တဲ့ Center တွေကလည်းနည်းပညာအသစ်တွေကိုတိုးတက်စေဖို့အထောက်ပံ့ဖြစ်စေပါတယ်။နည်းပညာဆိုင်ရာတက္ကသိုလ်တွေနဲ့သုတေသနဌာနတွေကိုလည်းရင်းနှီးမြှုပ်နှံပြီးတော့စမ်းသစ်တီထွင်မှုတွေကိုအားပေးတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကခိုင်မာတဲ့စီးပွားရေးအခြေခံအုတ်မြစ်တွေပြင်ခင်မီနေပညာတွေနဲ့ပါပေါင်းဆက်ပြီးတော့နိုင်ငံကိုဆက်လက်တိုးတက်အောင်ကြိုးပမ်းနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့ပညာရေးစနစ်ကကမ္ဘာမှာအရေးသွေးမြင့်မာတဲ့ပညာရေးစနစ်တစ်ခုအဖြစ်ထင်ရှားပါတယ်။အထူးအားဖြင့်အစိုးရကထောက်ပံ့ပေးတဲ့ပညာရေးစနစ်ဖြစ်ပြီးတော့အများစုကတော့အခမဲ့ပညာရေးကိုရရှိကြပါတယ်။ ဖြစ်တဲ့နိုင်ငံရဲ့ပညာရေးစနစ်ကိုအဓိကအဖြစ်အဆင့်၅ဆင့်ခွဲခြားထားပြီးတော့မိုဂျိုကြောင့်မူလာတန်းကြောင့်အလေတန်းကြောင့်အထက်တန်းကြောင့်နဲ့အဆင့်မီပညာရေးဆိုပြီးအဆင့်ဆင့်ခွဲခြားထားတာဖြစ်ပါတယ်။ပြင်သစ်ပညာရေးကအကြောင်းသားတွေရဲ့အသိပညာကိုတိုးတက်စေဖို့ဒါမှမဟုတ်ဘဲနဲ့ကိုယ်ရည်ကိုယ်သွေးမြင့်မားစေဖို့နဲ့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာစေဖို့အတွက်ပါဦးတည်ပါတယ်။ပြည်သက်နိုင်ငံရဲ့ပညာရေးစနစ်မှာအထူးသဖြင့်တက္ကသိုလ်တွေကထူးခြားပါတယ်။နိုင်ငံသားအကြောင်းသားတွေကြားမှာလည်းနာမည်ကြီးပါတယ်။ပြည်သက်မှာ University နဲ့ Grand Ecole ဆိုပြီးတော့တက္ကသိုလ်အမျိုးအစားနှစ်မျိုးရှိပါတယ် University ကတော့ပြည်သူပိုင်းတက္ကသိုလ်တွေဖြစ်ပြီးတော့ပညာရေးစနစ်အမျိုးမျိုးကိုသင်ကြားပေးပါတယ်ဘာသာရပ်စုံလင်ကိုလေ့လာနိုင်ပါတယ်အခကြေးတွေကလည်းနိုင်ငံတကာနဲ့ရှင်ရင်သက်သာပါတယ် Grand Ecole ကတော့အထူးပြုသင်တန်းကျောင်းတွေဖြစ်ပြီးတော့ဝင်ခွင့်စာပေပွဲတွေက တော်တော်ကိုခက်ခဲပါတယ် Engineer စီးပွားရေးနဲ့အုပ်ချုပ်ရေးစတဲ့ဘာသာရပ်တွေကိုအထူးပြုသင်ကြားပေးပါတယ် ီကျောင်းတွေကနေဘွဲရလာတဲ့သူတွေကပြင်သစ်ရဲ့ထိတ်တန်းကုမ္ပဏီကြီးတွေနဲ့အစိုးရဌာနတွေမှာယာတူကောင်းကောင်းတွေရရှိတတ်ကြပါတယ်။ထင်ရှားတဲ့တက္ကသိုလ်တွေကတော့ PSL Research University, Sorbonne University, HEC Paris, Eco Poly Technique တို့ပဲဖြစ်ပါတယ်။ဒီကျောင်းတွေပြင်ပြင်သစ်မှာပညာရေးစင်တန်မြင့်မားတဲ့တက္ကသိုလ်ပေါင်းများစွာလည်းရှိနေပါသေးတယ်။ပြည်ထောင်နိုင်ငံရဲ့ပညာရေးကတနိုင်ငံလုံးမှာဘာသာရေးအသင်းယူညွှန်းတဲ့တွေကတူညီတာကြောင့်ပညာရေးရည်သွေးကိုထိန်းသိမ်းထားနိုင်ပါတယ် ပြင်သစ်ရဲ့ပညာရေးစနစ်ကကမ္ဘာအဆင့်မီရာကြောင့်နှစ်စဉ်နိုင်ငံသားအကြောင်းကအများပြားဖိုင်ရောက်ပညာသင်ကြားလေးရှိပါတယ်။ဒီလိုမျိုးအားသာချက်တွေကြောင့်ပြင်သစ်နိုင်ငံရဲ့ပညာရေးကထိတ်တန့်စင်မရှိနေရပါ။ပြင်းထန်ရင်ကျိမှုကကမ္ဘာရင်ကျိမှုအပေါ်မှာတည်ရောက်မှုအများဆုံးရှိတဲ့ရင်ကျိမှုတွေကတစ်ခုပဲဖြစ်ပါတယ်။ပြင်းထန်နိုင်ငံကအမှုပညာနဲ့ပြည်သူကပညာမှာကြော်ကြားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြည်သက်မှာလူဂရာပြတိုက်လို့ကမ္ဘာကျော်ပြတိုက်တွေပြီးဖက်ဇလီစ်နန်တော်နဲ့အီဖယ်တာဝါလိုမျိုး အထင်ကြီးရပြီးသူကလက်ရာတွေလည်းအများကြီးရှိပါတယ်။ခေဆက်ဆက်ကပြီးသူကပုံစံတွေကပြည်သက်နိုင်ငံရဲ့မြို့ကြီးပြကြီးတွေရောကျေးလက်ဒေသတွေမှာပါယနေ့တိုင်းမြင်တွေ့နိုင်ပါတယ်။ပြည်သက်နိုင်ငံမှာဆိုလို့ရှိရင်တော့ Romanness, Gothic, Renaissance, Baroque, Neoclassical ခေဆက်ဆက်ပြီးသူကလက်ရာတွေထင်ရှားပြီးတော့ Eiffel Tower ်လူဗရာမျိုးစင်ပိရမစ်တို့လိုခေတ်သစ်ပြီးသူကလက်ရာတွေလည်းထင်ရှားပါတယ်။ပြည်သက်နိုင်ငံကပြီးသူကလက်ရာတွေပြင်ပကြီပပူစားတဲ့အမှုပညာလက်ရာတွေလည်းထင်ရှားပါတယ်။ကမ္ဘာကျော်လူဗရာပြတိုင်မှာရှိတဲ့လီယိုနာໂດဒါဗင်ချီရဲ့မိုနာလီဇာပကြီကအဆိုလို့ရှိရင်တော့ပြည်သက်ရဲ့အမှုပညာဂုဏ်ကိုပိုပြီးမြင့်တက်စေပါတယ်။ပြည်ထောင်နိုင်ငံကယဉ်ကျေးမှုကြွေးဝါပြီးတော့ခီးသွားလုပ်ငန်းမှာလည်းကမ္ဘာထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ် တနည်းကိုကမာလင်ခီတဲ့အန်း80ကျော်လာရောက်လေပတ်ကြပြီးတော့ဥရောပရဲ့အလှဆုံးနေရာတစ်ခုဖြစ်လူသိများပါတယ်။ခီးသွားလုပ်ငန်းကပြင်သစ်နိုင်ငံရဲ့စီးပွားရေးအတွက်အထူးဝင်ငွေရရှိတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံကကမ္ဘာလှည့်ခီးတဲ့တွေကိုဆွဲဆောင်နိုင်တဲ့အကြောင်းရင်းများစွာရှိပြီးတော့သမိုင်းဝင်နေရာများကမ္ဘာကျော်အမှုပညာပြတိုင်းများလှပတဲ့သဘောဝရှုခင်းများနဲ့အရသာရှိတဲ့အစားအသောက်တွေအရဆိုလို့ရှိရင်တော့ပြည်ထောင်နိုင်ငံရဲ့ခီးသွားတွေကိုအထူးဆွဲဆောင်နေတဲ့အရာတွေပဲဖြစ်ပါတယ် ပြည်သင်းနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Paris မြို့ကကမ္ဘာမှာအလှပဆုံး Romantic အဆန်ဆုံးနဲ့အကျော်ကြားဆုံးမြို့တစ်မြို့ဖြစ်လူသိများပြီးတော့ခီးသွားရိအထူးလာရောက်တဲ့နေရာဆိုလို့ရှိရင်လည်းမမပါဘူး။အလေးရောင်မျိုးတော်လိုလည်းတင်စားခေါ်ဝေါ်ကြပြီးတော့အမှုပညာရင်ချိမှု fashion နဲ့တမိုင်းဝင်အမွေအနှစ်တွေပေါင်းစပ်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Notre Dame မှာဖျားရှိခိုးကြောင်း Louvre ပြတိုင်းနဲ့ ရှန်ဇလီစီလိုမျိုးနာမည်ကြီးနေရာတွေရာဆိုလို့ရှိရင်တော့ပြင်သစ်နိုင်ငံပဲရစ်မြို့မှာတည်ရှိနေတာပဲဖြစ်ပါတယ်။ပြင်သစ်တောင်ပိုင်းကမြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့နစ်စာ၊ကနာ စန်းထူပေတို့ ਆ ဆိုလို့ရှိရင် ခီးသွားတွေကိုဆွဲဆောင်နိုင်ပြီးတော့လှပတဲ့ကမ်းခြေတွေနဲ့စိန်ကန်ဟိုတယ်တွေကြောင့်နာမည်ကြီးပါတယ်။ဒါပြင်သဘာဝအလှတရားများစွာပုံများပြီးတော့အနောက်ဥရောပရဲ့အမြင့်ဆုံးတောင်တန်းတွေဖြစ်တဲ့ပြင်သစ် Alps တောင်တန်းမှာဆိုရင်ဆောင်းရာသီအားကစားတွေဖြစ်တဲ့နှင်းလျှော်စီးခြင်းနဲ့တောင်တက်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ တမိုင်းဝင်နေရာတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်လွိုင်းကြိုက်ဝမ်းမှာရှိတဲ့နန်းတော်တွေရေတိုက်တွေမှာဆိုရင်ရှေးဟောင်းပြီးသူကလက်ရာတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။တဘာဝတရားကိုကြိုက်နစ်တတ်တဲ့သူတွေအတွက် proven data ဆိုရင် lavender banking တွေ၊စပြစ်ချံတွေနဲ့တန်လွင်ပင်တွေပြင်တောင်နှံတွေပါရှိတဲ့လှပတဲ့ခြေလက် data တစ်ခုဖြစ်နမည်ကြီးပါတယ်။ပြည်ထောင်နိုင်ငံရဲ့ခီးသွွားလုပ်ငန်းကအလှပတွေနဲ့စိတ်ဝင်စားစရာနေရာတွေပြည့်နှက်နေတာကြောင့်နိုင်ငံရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပြင်ဆက်လက်ရပ်တည်နေပါတယ်။ လက်ရှိချိန်မှာတော့ပြင်သစ်အစိုးရကနီးပညာအသစ်တွေတိုးတက်လာစေဖို့အားပေးနေပြီးတော့ Paris မြို့ကိုဥရောပရဲ့ Digital နီးပညာအချက်အချာနေရာတစ်ခုဖြစ်လာအောင်ကြိုးပမ်းနေပါတယ်။ပြင်သစ်စီးပွားရေးကတည်ငြိမ်မှုရှိပြီးဖွံ့ဖြိုးတိုးတက်နေပါတယ်။ဒါပေမဲ့လည်းဥရောပတဝန်အကြုံတွေ့နေရတဲ့စီးပွားရေးအခက်အခဲတွေကြောင့်ငွေကြေးဖောင်းပွားမှုနဲ့စွမ်းအင်စင်းလုံးမြင့်တက်မှုစတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။ပြင်သစ်နိုင်ငံရဲ့ဝန်ဆောင်မှုကဏ္ဍဆိုရင် စီးပွားရေးရဲ့အဓိကမောင်းနှင်အားဖြစ်ပြီးတော့ခီးသွားလုပ်ငန်းကလည်းအရေးပါပါတယ်။ Airbus လိုလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေနဲ့ Louis Vuitton လို fashion လုပ်ငန်းတွေကလည်းနိုင်ငံအတွက်ဝင်ငွေကောင်းတွေရရှိနေပါတယ်။ပြည်ထောင်နိုင်ငံကဥရောပသမဂ္ဂရဲ့အဓိကခေါင်းဆောင်နိုင်ငံဖြစ်ပြီးဥရောပတဝန်းမှာနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာပြဿနာတွေကိုဖြေရှင်းရမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ကမ္ဘာရေယာဌာနမှာလည်းရုရှား၊ယူကရိန်းစစ်ပွဲလိုကမ္ဘာအရေးခင်းတွေမှာလည်းဥရောပရဲ့ဥဆောင်မှုနေရာကနေပါဝင်ဆောင်ရွက်နေပါတယ်။လက်ရှိချိ ိန်မှာတော့သမရမက်ခရွန်ကဒုတိယကြိမ်သမရအဖြစ်တာဝန်ယူဆောင်ရွက်နေပါတယ်။အစိုးရမူဝါဒတွေကစီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့နိုင်ငံရေးစနစ်ကိုပိုပြီးခိုင်မာစေဖို့ရည်ရွယ်ပါတယ်။ပြည်ရင်းလုံခြုံရေးနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စတွေကလည်းအစိုးရအတွက်အရေးကြီးတဲ့စိန်ခေါ်မှုတွေဖြစ်လာပါတယ်။ပြည်ထောင်နိုင်ငံကကမ္ဘာအင်အားကြီးနိုင်ငံတွေထဲကတနနိုင်ငံဖြစ်ပြီးတော့နိုင်ငံတကာဆက်ဆံရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒီကနေ့မှာတော့ပြည်သက်နိုင်ငံရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။နောက်ပတ်တွေမှာလည်းဘယ်လိုမျိုးနိုင်ငံတွေရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမလဲဆိုတော့စောင့်မျှော်တိရှိအားပေးပါအောင်ရှင်။နောက်ထပ်ဒီဇင်ဘာမှာပြန်လည်ဆုံတွေ့မယ်နော်။